ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့မြစ်တာရခန့်အပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ကြည့်ပါအောင်ကြည့်ပါအောင်ရာသီဥတုလေးကတော်တော်လေးကောင်းနေနော်အခုလိုမျိုးမိုးရသည်လေးမလေးကျမအကျော်စားကျင်လိုက်တာရှင်အရွက်ကြော်လေးပါလေးဒါစားရမယ်ဆိုရင်တော့ဘလောက်တောင်အရသာရှိလိုက်မလဲ ဒါဆိုရင်ဘာတွေကိုစောင့်နေရလဲရွာကနေငါရဲ့အမသာတော်ကအရွက်တွေအများကြီးယူလာခဲ့ပေးရပဲလေငါတို့လေယာဆိုင်ပြိုးမြေရဲမှာကိုရိုင်းပဲဆိုင်ထားတဲ့အရွက်တွေအဲ့ဒါကိုကြော်လိုက်ရခမကလည်းသူ့ရဲ့ချွေမလေးကိုအတန်ပေးပြီးခေါ်ခဲ့ပါရီချွေမလေးရဲ့ချွေမလေးချွေမလေးရဲ့ဟုတ်ကဲ့ပါအမေပြောပါကျမလဖေးဖြောင်းနေရပါလဖေးရိုးအခုပဲတဲထားတယ်ခဏနေလို့ရှိရင်တော့ကျမလဖေးယူလာခဲ့မယ်နော်အေးပါဟဲ့နင်တာရီကိုပြောမနေနဲ့အခုငါပြောစရာရှိရင်အရင်ဆုံးလမ်းနားထောင်ပါဦး နေအပ်တော်ဟိုတစ်ခေါက်ကရွာနေလာတော့ကအရွက်တွေအများကြီးတဲလာခဲ့ရမှာအဲ့ဒီအရွက်လေးကိုကြောစားမအောင်ဟဲငါတို့အကြော်လေးစားကြင်လို့မိုးကလည်းတိတ်မကြခင်ရွာတော့မှာဆိုတော့ဒီလိုရာဒီဥရုမှာလဖေးနဲ့အကြော်လေးစားရတာတကယ်စားကောင်းမှာချွေးမလေးကအားလုံးအရှိမှာတော့ဘာမှမပြောဘဲနဲ့ထွက်လာခဲ့ပေမဲ့သူမစိတ်ထဲကနေတတော်လေးဒေါသထွက်နေပါတယ်စိတ်ညစ်တယ်အကြော်အကြော်အကြော်တစ်ချိန်ကောင်းလောက်အကြော်ပဲကြော်ခိုင်းနေငါဘလောက်တော့မှအကြော်ရီကြော်ပေးရအောင်မလဲအတော်ကလည်းတကယ်ပဲလှစင်လာတိုင်းဒီအရွက်တွေကိုအမြဲတမ်းပို့ပေးနေတာပဲ ဒီအရွက်တွေကိုလေနွားတော်မှာတလောက်ထိစားမှာမဟုတ်ဘူးငါတို့စားရတဲ့လောက်ကိုတော့သူမလည်းအရွက်ကြော်ရင်းအများဆုံးကြော်လိုက်ပါရီရောင်မကြီးဘာလုပ်နေရလဲအမေအကြော်ကြော်ခိုင်းထားရဆိုဘာရီကလောက်တော်မှာကြာနေရတာလဲအများယူလာခဲ့တော့လေသူမလည်းအကြော်ပကံကြီးကိုယူလာခဲ့ပြီးခြားထားပေးခဲ့တဲ့ချိန်မိသားစုဝင်တွေအားလုံးကလည်းအကြော်ကိုအားပါတရားစားတော့ကြပါရီစားပြီးနောက်မှာတော့တကယ်ပြောရမယ်ဆိုရင်တော့ချွေးမလေးနင်းကြော်ထားတဲ့အကြော်တွေကလေမျိုးရောမကြဘူးငရုတ်တီးကလည်းမဆက်ဖို့ဟဲ့မဆလာကလည်းနဲလိုက်တာငင်းငါကြော်နောက်ထပ်အကြော်ကြော်လာခဲ့ပေးတော့ အကျော်ကုံငြုတ်ဒီဆက်ဆက်မဆလာမြများလေးလုပ်ခဲ့အမေတမီးကိုလည်းကြောက်ကြော်ပြီးနေငါ့ထင်မှာအရိုက်ခံချင်နေရလားဟမ်အပြင်စာရီစားပြီးကလေးကဘော်ရီလာပြီးတော့တောင်းဆိုနေရလေဟောခလေးကစားချင်နေရပဲကွာမင်းကလည်းလှုပ်ပေးလိုက်ပေါ့ဟုတ်တယ်ကျမအိမ်မှာရှိတဲ့တအုပ်တယောက်ချင်းစီရဲ့အကြိုက်တွေကိုလိုက်ပြီးတော့လှုပ်ပေးနေမယ်တတော်အားနေရဆိုတော့ဒီလိုနဲ့သူမလည်းဒေါသထွက်ပြီးမိဖို့ကန်နေဝင်သွားခဲ့ပါရီတမီးလေးတောင်းဆိုတဲ့အတိုင်းရခမဖြစ်တော့တောင်းဆိုတဲ့အတိုင်းအကျော်ရီကိုကြော်ပေးလိုက်ပါရီအားလုံးကအကျော်ရီကိုစားပြီးရနဲ့အခန်းတောင်မသိမ့်ပါဘူးအခန်းထဲကိုဝင်သွားကြပါရီ ူမအားလုံးစားဖို့အတွက်အကျော်တွေကိုကြော်ပေးနေကြော်ပေးနေတူမစားဖို့အတွက်တောင်မှအကျော်ကမကြမ်းတော့ပါဘူးဒီအချိန်မှာတူမလည်းစဉ်းစားပါတယ်မနက်တုန်းကမုတ်တွေလောက်ထားတာအများကြီးပဲကြံ့သေးရဲ့အဲ့ဒါကိုလည်းပဲတူမမစားကြဘူးဒါတွေကိုပဲသူစားမလဲငါပဲစားရအောင်မယ်နောက်နေ့မှမိုးတွေတဲထန့်စွာရွာသွန်းနေခဲ့ပြန်ပါတယ်ဒီချိန်မှာသူကလည်းသူ့ယောက်ျားကိုသူကပြောပါရီ။ရာသီဥတုလေးကတော်တော်လေးตายရတယ်နော်။ဟုတ်တယ်ရာသီဥတုตายရတယ်။ဒီအချိန်မှာအရွက်ကြော်လေးစားရရင်ဘလောက်တောင်မှပြေဆုံးလိုက်မလဲလို့စဉ်းစားနေရ။မနေ့ကတော့ပဲအကြော်ရီကြော်ထားပြီးတော့တွေးရလေ ဘာဖြစ်လို့လဲချွေးမလေးရဲ့မနေ့ကတော့ကအကြောကြောစားထားလို့ရှင်ဒီနေ့ထပ်စားလို့မရဘူးဆိုတော့ဥပဒေရှိလို့လားကဲဘလို့မဆိုငါတို့စားကြင်နေဆိုတော့နင်တော့ကြော်ပေးလိုက်လေအကြောပဲဖြစ်ဖြစ်တခြားဟာပဲဖြစ်ဖြစ်အားလုံးနင်ပဲလောက်ရမှာမနက်စကကျမလှုပ်ပြီးတော့ပြီလေအမေရဲ့ဒါပေမဲ့အမေတို့ကမိုးကြွားပြီးဆိုတာနဲ့အကြောကြောခိုင်းနေဒီပုံစံအတိုင်းပဲမနက်စာတွေကကြံနေခဲ့ရောအကြော်တွေပဲစားရတဲ့ခါကျတော့ဒီမနက်စာတွေကိုဘယ်သူစားရလဲကျမပဲတယောက်တည်းစားနေရတယ်အေးနောက်တစ်ခေါက်ဆိုလို့ရှင်တော့မနက်စာတွေမလုပ်ခင်ငါတို့ကိုတခါရေးမိထား အခုလောလောဆယ်အကြောကြောပေးပါအကြောပဲစားချင်တယ်ရခမဖြစ်သူပြောစကားကိုနားထောင်ပြီးသူမအားလုံးစားဖို့အတွက်အကြောတွေကိုကြောပေးပါရီမိုးရောက်တီကြီးမှမိသားစုဝင်တွေအကုန်လုံးကအကြောစားရတာတအားကြိုက်ပါရီရွာကနေအရွက်တွေအများရန်ပို့ပေးတဲ့အတွက်သူတို့ကအရွက်ကြော်တွေကိုအပါတရားစားတော့ကြပါရီသူတို့အကြော်တွေကိုဘလောက်ပဲဆက်ဆာဘိုင်းမဝနိုင်ကြပါဘူးသူတို့ကအကြောစားဖို့အတွက်အကြောင်းပြချက်ကိုရအောင်ရှာပြီးတော့စားကြပါရီတရမ်းမှာတော့သူတည်းရွာကအတော်ကလည်းအရွက်တွေအများကြီးယူပြီးလာခဲ့ပြန်ပါရီ ချွေးမလေးရေဒီမှာ1ဒေါ်လာလေးကြည့်ပါအောင်ဟဲ့သူရွာကနေပြီးတော့အရွက်တွေအများကြီးယူလာခဲ့တယ်ဒီလားဒီမှာလာကြည့်အောင်နင်အခုအားရဲဆိုရင်တော့အကျော်လေးကြော်ပေးကြမအောင်ဟဲ့ဧည့်သည်ကိုလည်းအကျော်နဲ့ဧည့်ခံရမယ်မနာတဲ့ကအကျော်ပဲကြော်ခိုင်းနေရေအခုမှခါးညောင်းနေလို့ဆိုပြီးတော့လာနာတာပဲရှိသေးရဲ့ထပ်ပြီးတော့အကျော်ကကြော်ခိုင်းပြန်ပြီဟေ့ဘလောက်တောင်မှငါ့ကိုအကျော်ရီကြော်ခိုင်းနေအောင်မလဲမနက်ကလည်းတစ်ခါကြော်ပေးပြီးတော့ပြီအခုထပ်ပြီးတော့ကြော်ရအောင်မလား တမလည်းမိဖို့ကန်ထဲမှာအကြောင်းလေးကိုကြော်ပြီးမိဖို့ကန်ထဲပြောင်းဝင်သွားတာပဲရှိပါသေးတယ်။အခုတမကိုချက်ပြီးအကြောကကြော်ခိုင်းနေခဲ့ပြန်ပါပြီ။တမတရတရအကြောင်းလေးကိုကြော်နေရင်းနဲ့တော်တော်လေးကိုစိတ်ညစ်နေခဲ့ပါပြီ။သူလည်းစိတ်ပြက်လောနေရအတွက်ကြောင့်မို့လို့သူရဲ့အမကိုဖုန်းဆက်ပြီးတော့ဒီအကြောင်းလေးကိုပြောလိုက်ပါရီ။အမရဲ့ငါရဲ့ကံကလေးတော်တော်ကိုစိုးတာပါ။ဒီမှာဘလို့အခြေအနေတွေကိုငါရင်ဆိုင်နေရလဲဆိုတော့ကိုနင်းသိလား။ငါတော်တော်လေးကိုစိုးနေပြီဟဲ့။အိမ်မှာရှိတဲ့သူတွေကလေငါသွေးကိုကောင်းအောင်ကောက်ကြမလားမသိဘူးသီလား။အချိန်ရှိအကြော်ပဲကြော်ခိုင်းနေရငါ့။ အကျော်ကိုဘလောက်ကြိုက်လဲဆိုလို့ရှင်တော့လေရာဒီဥတုနဲ့ကိုသူတို့ကလိုက်ပြီးစားကြတာမိုးရွာရင်အကျော်ကျော်မိုးအောင်ရင်အကျော်ကျော်ယနေ့ခင်ဆိုရင်လည်းအကျော်ကျော်ရာဒီဥတုကောင်း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 အကျော်ကျော်အဲ့တယ်လိုက်ရင်အကျော်ကျော်ပျော်ရင်လည်းအကျော်စားတယ်သူတို့ကအကျော်စားဖို့အတွက်စိတ်ပါလာပြီးဆိုတာနဲ့တစ်ချိန်ကုန်လုံးကြော်ပဲကြော်ခိုင်းနေရောတာနန်းနယ်လေးအောင်မငောက်မတနာကြဘူးငါကိုယ်တိုင်လည်းအကျော်တွေကိုကြော်နေကြော်နေနဲ့တတော်လေးကိုညင်းငွေးနေပြီငါကိုယ်တိုင်လည်းအကျော်လိုမျိုးဖြစ်နေပြီတိလားဒီအချိန်မှာသူမကလည်းရင်းနေရင်းနဲ့ပြောပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လောက်ရသေးဘူးဆိုရင်တော့လောက်ပေးသွားဖို့တောင်းဆိုလိုက်ပါစေရှင်။နေရလေဟဲထူးဆလိုက်တာနေပါလို့တရက်တရက်ထမင်းဟင်းတွေအများကြီးချက်ပေးနေလေ။နေရတရက်အလုံးထမင်းတွေလည်းအများကြီးချက်တယ်။တို့တောင်းစားတဲ့အခါတိုင်းအကြော်တွေလည်းကြော်ပေးရမလား။ဘာဖြစ်လို့ထမင်းဟင်းတွေအများကြီးချက်အောင်မလဲ။တို့အကြော်ကြိုက်တာကိုနေလဲသိနေပြီပဲ။တို့တို့အကြော်တွေကြီးပဲကြော်ထားပေးလိုက်ပေါ့။ဒီမှာငါပြောပြမယ်။မနမိုးလင်းပြီဆိုတာနဲ့နေအကြော်အမုတ်အတွက်တခါရဲအနှစ်ဖြော်ထားလိုက်။မုံနှစ်ဖြော်ထားပြီးရနဲ့နေတာတွေကိုပဲကြော်နေလိုက်တော့။ အကျော်တွေကိုလည်းနေတတိချာချာတန့်ရှင်းလုပ်ပြီးရေခဲတက်တာတွေမှာတင်းစီထားလိုက်လေအကျော်တောင်းပြီးဆိုတာနဲ့အကျော်တွေကိုခက်မြမြန်ကြော်ပေးလို့ရတယ်ဒီမုံနှစ်ကောက်ကိုဖြော်ပြီးတော့လေရေခဲတက်တာတွေထည့်သိမ်းထားတရလုံးတုံးလို့ရတယ်ဒီလိုနဲ့သူ့မပြောတဲ့စကားကိုနားထောင်ပြီးသူလည်းပထမတွေကပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ပါတယ်မုံအမြစ်တွေကိုမနက်အစောကြီးထပ်ပြီးဖြော်ထားလိုက်ပါတယ်အကျော်တွေကိုလည်းသူ့မပြင်ဆင်ပြီးညက်ပြီးနောက်မှာတော့ရေခဲတက်တာတွေမှာထည့်ထားလိုက်ပါတယ်တင်းရောက်ကအကျော်တောင်းပြီးဆိုတာနဲ့သူ့မချက်ချင်းပဲအစင်သစ်ကြော်ပေးလိုက်ပါတယ်တခြားထမင်းဟင်းတွေလည်းအပူချက်စရာမလိုတော့ဘူးဆိုတော့ အတွက်ကြောင့်မို့လို့တော်တော်တတ်တာတော့ပါရဲ့တရမတော့ညဘက်ကြီးအားလုံးအိမ်မောကြနေခဲ့တဲ့အချိန်၃နာရီထိုးကြီးတွေ့ရောက်ကြဘိုက်တွေတအားကိုစားလာခဲ့ပါရဲ့ဒါကြောင့်မိမကိုနိုးပြီးအကြော်ကြော်ပေးပါဆိုပြီးတော့ပြောတာပေါ့ဘာလဲည၃နာရီအိပ်ပါလားရှင်ဒီအချိန်မှာဘိုက်စားလို့အကြော်ကြော်ပေးဟုတ်လားရှင်မလွန်ဘူးလားကျမအခုပစ္စည်းတွေအကုန်လုံးကိုထပ်ပြီးတော့ပြင်ဆင်ရအောင်မယ်ည၃နာရီထိုးကြီးလဲဒီမှာအကြော်တွေထပ်ပြီးတော့ကြော်ပေးရပါတယ်ကောင်းလိုက်တာနောက်ထပ်နှစ်ခုလောက်စားပြီးတော့အိပ်တော့မယ် အခုမှပဲဖိုက်ဝသွားရဲကွာမင်းရဲ့အကြော်လက်ရာကလေးတကယ်ကိုအမခံမေးသေးလားအကြော်တွေကိုအမြဲတမ်းခမမြန်အစင်သက်စားရရင်ဘလောက်ကောင်းမလဲတယောက်ကြောင့်ပြောတဲ့စကားကိုသူလည်းတွေးနေခဲ့ပါတယ်ဒီအချိန်မှာသူလည်းနားလေသွားပြီးနောက်ထပ်မုံအုပ်နဲ့တွေအများကြီးပြင်ဆင်ပြီးနောက်မှာတော့အကြော်တွေကိုကြော်ထားလိုက်ပါတယ်သူကအကြော်တွေကိုကြော်ယုံလေးသာကြော်ပြီးပြန်ဆိုင်ထုတ်ထားပါတယ်အခုရပြီအကြော်တွေကိုငါနည်းနည်းလေးကြော်ထားလိုက်ပြီးဆိုတော့ဒါတွေကိုရေခဲသားတွေမှာထည့်ထားလိုက်မယ်ဘယ်သူမှမစောအကြော်စားကျင်တယ်ဆိုပြီးတော့ပြောရင်တော့ဒါတွေကိုငါထပ်ပြီးတော့ကြော်ပေးလိုက်ရုံပဲ အပေါ်တွေလောက်စီရမလို့တော့ဘူးအေးအေးစစေးပဲဒီလိုနဲ့ပဲရက်တွေများကြီးကုန်ဆုံးသွားပါတယ်။သူမလည်းအကြော်တွေအတွက်လှုပ်ပေးနေရင်လှုပ်ပေးနေတဲ့တတော်လေးကိုပင်ပန်းနေခဲ့ပါတယ်။သူမအိမ်မက်ထဲမှာလည်းအကြော်တွေကိုပဲမြင်တွေ့နေရပါတယ်။အကြော်ရမယ်အကြော်ရမယ်လူကြလူကြအခု20ကိုမှ30ပဲကြာတယ်အများလူကြမိမရဲ့စကားအတန်ကိုကြတော့ယောက်ျားဖြစ်သူအိယာကလန်လို့လာပါတယ်။သူကသူ့မိမကိုအများဆုံးနှိုးပြီးတော့မေးပါတယ်။ထပါအောင်မိမရဲ့ထပါအောင်ဟာဘာဖြစ်တာလဲနေဘာတွေပြောနေရလဲ။မင်းဘသူ့ကိုအကြော်တွေရောင်းနေရလဲ။ဒီအချိန်မှာသူမလည်းမျက်လုံးဖွင့်လာခဲ့ပါတယ်။သူ့ အိမ်မက်တွေမှတ်နေရဆိုရင်အကြောင်းကိုလည်းသူယောက်ျားကိုပြောပြခဲ့ပါတယ်။ဘာဖြစ်ရမှာလဲ။ကျမအိမ်မက်ဖတ်နေရ။အိမ်မက်ထင်မှာရှင်းဖေရကျမကိုအကြော်တော်ရောင်းဆိုပြီးတော့လှဲကြည့်တစီဝလာခဲ့ပေးရ။ကျမလည်းအကြော်ရောင်းနဲ့လဲနေအကြော်လိုက်ရောင်းနေရ။ရှင်ရတယ်ကွာမင်းကတော့တကယ်ပဲ။သူယောက်ျားအတန်အကျဲကြီးနဲ့အော်ရှင်နေခဲ့ပါတယ်။အခုချိန်ထိသူရဲ့မိမဘလို့အချိန်တွေကိုရင်ဆိုင်ကြောဖြတ်နေရလဲဆိုတော့ကိုတော့သူလည်းနားမလည်ပေးခဲ့ပါဘူး။နောက်ထပ်ရက်တွေကလည်းကုံဆုံးသွားခဲ့ပါတယ်။သူမရဲ့အခြေအနေကတော့ဒီပုံစံအတိုင်းပါပဲ။အိမ်မအကြော်တွေကိုကြော်ပေးနေရင်လည်းသူမပြမန်းနေခဲ့ပါပြီ တရမှာတော့သူမလည်းမိဖို့ကန်နေမှာအကျော်တွေကိုကြော်နေရင်းနဲ့ပြောနေပါတယ်ဘလို့လူတွေလဲငါအကျော်တွေကိုအစင်တက်လို့ပြီးရေခဲတက်တာတွေကိုထည့်ထားတာအရင်တုန်းကလိုမျိုးလက်လက်ဆက်ဆက်ကြော်ပေးရလဲမဟုတ်ဘူးသူတို့စားကန်နေမှာငါကကြော်ပေးလိုက်တာအခုလောက်ဆိုရင်တော့ဘိုက်မကောင်းဖြစ်ပြီးတော့နေမကောင်းဖြစ်ကုန်ကြလိမ့်မယ်လို့ထင်တာသူတို့ကဘာမှလည်းမဖြစ်ကြဘူးသူတို့ကအကျော်ကိုဆွန့်လို့ဖို့အတွက်စင်းကိုမစင်းစားကြဘူးနဲ့တွေ့ပါတယ်ဘယ်အချိန်ထိငါတို့အကျော်ကြော်ပေးနေအောင်မလဲမဖြစ်ဘူးမဖြစ်ဘူးအခုတော့ငါဒီအကျော်တွေကိုဆက်ပြီးတော့ကြော်ပေးအောင်မယ်တပတ်လုံးတရမမနာပဲနဲ့အကျော်တွေကိုကြော်ပေးလိုက်တော့မယ် ီလိုနဲ့တပတ်ပြည့်သွားတဲ့တရက်မှာတော့ရခွက်တီဖြစ်သူကအပြင်ကနေချွေးမလေးကိုလမ်းပြောပါရီချွေးမလေးရဲ့နေငါတို့အတွက်အတော်ကြိုးစားပေးရပဲတရက်တရက်မမောနိုင်မပန်းနိုင်မိဖို့ကန်တဲ့ကနေမထွက်ပဲနဲ့အကြော်ရီအများကြီးကြော်ကျွေးခဲ့နေတရက်တရက်အကြော်ရီကိုဘယ်နှချိန်လောက်ကြော်ပေးလဲဆိုတာလေငါအနေနဲ့မရေတွက်နိုင်တော့ဘူးနေကအရောက်တော်တော်နဲ့အတွက်ကြောင့်မလို့ငါနေတော့ဘာလို့ပေးထားလဲတိလာအပြင်မှာသွားကြည့်လိုက်နေတော့ငါ surprise စက်ခုစစ်စင်ပေးထားတယ်ရခွက်တီရဲ့စကားကိုကြားခဲ့ရတော့သူမဝမ်းသာပျော်ရွှင်သွားခဲ့ပါရီတခုခုမြား surprise လာဖို့ ကြည်ရတော့အဖေငါတို့ဆိုက်ကဲအသက်တစီမြဝယ်ပေးရလားဘာများလဲမသိဘူးထူးဆန်းလိုက်တာဘလို့မစိုးငါတို့လက်ဆောင်ယူလာခဲ့ပေးတာဆိုတော့ငါတို့ကြည်ရမှာပေါ့သူမအပြင်ကိုအမြန်ဆုံးထွက်ပေးကြည့်ခဲ့တဲ့အခါမှာတော့အပြင်မှာထထတာကရေခဲတက်တာအကြီးကြီးဖြစ်နေခဲ့ပါတယ်ဒါကိုတွေ့ခဲ့ရတော့သူမလည်းတော်တော်လေးအံ့အားတင်သွားခဲ့ပါတယ်အိမ်မှာရေခဲတက်တာရှိနေရပဲတော့ဘာတော့လဲဒီအချိန်မှာသူယောက်ျားကလည်းပြောပါတယ်ကဲဘလို့လဲဒါကမင်းတို့ငါတို့ဘက်ကပေးရလက်ဆောင်လက်ဆောင်ကိုရောသဘောကျရလားဒီအချိန်မှာသူမလည်းစိတ်ပြက်လက်ပြက်နေပဲပြောလိုက်ပါတယ်ဒါကရေခဲတက်တာပဲရှင် ။ဘာဖြစ်လို့ရေခဲတတကြီးကျမတို့ဝင်လာခဲ့ပြီးရတာလဲ။ကျမဘာလို့ရမှာလဲ။အိမ်မှာရေခဲတတတလုံးရှိနေရပဲပစ္စည်းတွေလည်းတေချာထည့်လို့ရတယ်လေ။ဒီအချိန်မှာရုပ်ခမကလည်းရည်နေရင်းနဲ့ပြောပါတယ်။ဟုတ်တယ်။အခုတလောနင်ကြော်တဲ့အကြော်အရသာကပိုကောင်းနေရဲ့။နင်ကြော်တဲ့ပုံစံကိုလည်းငါတို့သိရဲ့လေ။နင်ပထမရက်ကပြင်ဆင်ပြီးတော့မကြအောင်ကြော်ထားတယ်။စားကန်ဒီမှာကြက်ပြီးကြော်နေအောင်ပြန်ကြော်ပေးရမလား။အရိယတာကပိုးစားကောင်းလို့ငါတို့နင်းအတွက်ဆိုပြီးတော့နောက်ထပ်ရေခဲတက်တာတလုံးဝယ်ပေးရ။နင်းဒီရေခဲတက်ကြီးရှိတဲ့အခါကျတော့မုံနှိတွေကိုလည်းတင်းထားလို့ရတာပေါ့ မုံနှစ်ကလေအချိန်နည်းနည်းလေးစောင့်ပြီးတော့တင်းထားလေလေအရသာပိုရှိလေလေပဲဆိုတော့ကိုငါတို့လည်းတည်သွားပြီနေမုံနှစ်တွေအများကြီးပြင်ဆင်ပြီးတင်းထားလို့ရအောင်လို့ဆိုပြီးတော့ရေကတာဝဲပေးရပေါ့နေရခွက်ကြီးကနေအထွက်တော်တော်လေးစဉ်းစားပြီးဒါကိုဝယ်လာခဲ့ပေးရပါချွေးမလေးရဲ့နောက်ဆိုရင်တော့နေအကြော်ကြော်ရတာဘာပြတန်နာမှမရှိတော့ဘူးငါတို့လည်းအေးအေးစစ်စစ်စားလို့ရပြီဘာပြောတယ်ဒါကကျမမုံနှစ်တွေအများကြီးဖျော်ပြီးထည့်ထားလို့ရအောင်ဟုတ်လား ယောဂမရဲ့သတော်ကိုကြားခဲ့ရတဲ့အခါမှာတော့သူနှလုံးယောဂတော်ရကျင်သွားပါတယ်။အခုဆိုရင်တော့သူမဘယ်လိုမဆိုအကြော်တွေကိုအမြင်နဲ့ကြော်ပေးရတော့မှာပါ။ရွေးချယ်စရာမရှိတော့ပါဘူး။ယောဂမရင်ကသူတွေကအရင်တုန်းကထက်ပိုပြီးတော့အကြော်ကိုပိုစားလာခဲ့ကြပြီလေ။ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ကျမတို့ရဲ့ channel လေးကို like button subscribe လုပ်သွားပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်။